တောင်ကြီးမြို့၌2025ခုနှစ်အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်ဖြင့်စပိန်စည်းပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဖွဲ့၏ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနပြည်နယ်စပိန်စည်းဆက်ကော်မတီနှင့် AIA မြန်မာအာမခံလုပ်ငန်းကုမ္ပဏီတို့မှအဓိကကူညီပံ့ပိုးပြီးရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း SSYEA က ကျင်းပသည့်2025ခုနှစ်အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်စပိန်စီးပြိုင်ပွဲကိုဇွန်လ23ရက်နေ့နဲ့6နာရီချိန်တွင် တောင်ကြီးမြို့ပြည်နယ်လေးကျင်းရေးအားကစားကွင်းရှိ၌ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင်ရှမ်းပြည်နယ်ဆိုရဖွဲ့ပဲပြည်နယ်စီးပွားရေးဝန်ကြီးဦးခွန်သိမ်းမောင်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်တို့ကတနက်ပြစ်ဖောက်တာလွတ်ပေးခဲ့ရာပြိုင်ပွဲတွင်စပိန်အားကစားသမားများကကြိုးစားရှင်ပြိုင်စီးနှင်းခဲ့ကြပါသည်။ ဆက်လက်၍စုချင်းမြင့်ဘွယ်ခန်းသားကိုနနက်9နာရီချိန်တွင်ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားအသက်20နှစ်အောက်ပြိုင်ပွဲတွင်ဆုရရှိကြသော အာကစားသမားများအမျိုးသားအသက်40နှစ်အထက်ပြိုင်ပွဲတွင်ဆုရရှိကြသော အာကစားသမားများ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင်ဆုရရှိကြသော အာကစားသမားများအမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင်ဆုရရှိကြသောအာကစားသမားများရှမ်းပြည်နယ်ဆုရဖွဲ့ဝင်ပြည်နယ်ဝင်ကြီးများနှင့်တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ခဲ့ကြပါသည် အဆိုပါပြိုင်ပွဲသို့ရှမ်းပြည်နယ်အတွင်းမှစပိန်စီအာကစားသမားများနှင့် စပိန်ဝါသနာရှင်150ဦးကျော်လာရောက်ရှင်ပြိုင်ခဲ့ကြပြီးစပိန်ပြိုင်ပွဲသို့ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ဝင်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်တွင်ရေးမှူးပြည်နယ်အာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများရှမ်းပြည်နယ်စွန့်ဦးတည်ထွင်သူလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ AIA မြန်မာကုမ္ပဏီမှတာဝန်ရှိသူများ ပြည်내ခရိုင်မျိုးနယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများပြည်내စပိန်ဆက်ကော်မတီအဖွဲ့ဝင်များနဲ့ထိတ်ကြားထားသူများတက်ရောက်အားပေးကြကြကြောင်းသိရှိရပါတယ်ခင်ဗျာ။